မိုးမိတ်နဲ့မိုးကုတ်မြို့နေရာတွေကိုတရနေလီကစစ်ကောင်စီကိုခေါ်သွင်းလာမယ်ဆိုပြီးတော့တော်လိုင်းအင်အားစုတွေဘက်ကလည်းအခုချိန်မှာတော့အတီလင်းထွက်ပြီးတော့ပြောဆိုနေတာတွေတွေ့လာနေရပြီပေါ့နော်။ဒီဟုတ်နေဆက်အခြေဆိုင်တဲ့တိုင်းရင်းသားလက်နက်ကန်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့အတွက်ပေါ့နော်။ဒီဥစ္စာကိုလွန်ဆန်မှုတော့ခက်ခဲလိမ့်မယ်။အဲ့တော့အချင်းဤတွေကဘာဖြစ်လာမလဲဆိုတဲ့ဟာကတော်တော်လေးပြင်းထန်စွာ ဖြစ်လိမ့်မယ်ပေါ့နော်။တော်တော်လေးပြင်းထန်လာလိမ့်မယ်။အချင်းဤတွေပြောင်းလဲလာလိမ့်မယ်။အဲမမျှော်မှန်းထားနိုင်တဲ့ကိစ္စမျိုးတွေတော့ဖြစ်လာနိုင်ခြင်းရှိတယ်ပေါ့နော်။ င်္ဂလာပါဒီကနေ့ကတော့နိုဝင်ဘာလ16ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာတော့ဒါကျွန်တော်တို့ပြည်သူတွေသိကျင်နေကြတဲ့အကြောင်းအရာတွေလည်းရှိသလိုပေါ့နော်ထူးခြားပြောင်းလဲနေတဲ့အကြောင်းအရာတွေလည်းရှိတယ်အဲ့ဒါကဒေါ်လာရေးတက်တွေကိုရင်ဆိုင်ရဲလို့စစ်ကောင်စီက TNL ကိုဒါခေါ်ပြီးတော့ဒါမျိုးတွေကိုခေါ်သွင်းခိုင်းတဲ့ပုံစံမျိုးပေါ့နော်အဲ့ဥစ္စာတွေလည်းရှိတယ်အဲ့ဒီတွေနဲ့ပတ်သက်လို့မြေပြင်မှာထူးခြားပြောင်းလဲနေတဲ့ဟာတွေဒေသခံတွေရဲ့အခြေအနေတွေပေါ့နော်အဲ့ဥစ္စာနဲ့ပတ်သက်လို့လည်းကျွန်တော်ပြောကြမယ်ပြီးတော့ဒီ ကြားဖြာကိစ္စနဲ့ပတ်သက်လို့လည်းပေါ့နော်အရွှေကုတ်ကအခြေအနေတွေအဲဒါတွေနဲ့ပတ်သက်လို့လည်းကျွန်တော်ပြောကြမှာပေါ့နော်အဲ့တော့ဒါဒေါ်လာရေးတက်တွေကိုရင်ဆိုင်ရဲတဲ့စစ်ကောင်စီကဒါမိုးကုတ်နဲ့မိုးမိတ်မြို့တွေကို TNL ကိုခေါ်သွင်းခိုင်းတဲ့ဟာနဲ့ကျွန်တော်တို့စလိုက်မှာပေါ့နော်အဲ့တော့စစ်ကောင်စီကဒီကနေ့လုံနေတဲ့ဒါအယူွက်တွေပေါ့နော်အဲကလေးွက်တွေပြီးရင်ဒါမင်းအောင်လှရဲ့ကြောင်ချောက်ချဖြစ်နေတဲ့ပုံစံမျိုးတွေကကျွန်တော်တချိန်ကပေါ့နော်ဒါစစ်ကောင်စီစစ်သားဖြစ်ခဲ့ဘူးလေဆိုတဲ့ဟာကတော်တော်လေးရှက်စရာကောင်းတယ်လို့တော့ပြောရမှာပေါ့နော်အဲ့တော့ဒါကြီးပြန်တွေးလိုက်ရင်ကိုကိုတော်တော်ရှက်တယ်ဗျာဒါပေမဲ့ပြန်ထွက်လာနိုင်ခဲ့တာကိုကျွန်တော်ကိုကိုဂုံယူတယ်ပေါ့နော် အခုလည်းဒါမြို့သားညီညွတ်ရေးအစိုးရ NUG အောက်ကလောက်ခံတက်တွေနဲ့ပေါ့နော်ဒါဒေသခံကာကွယ်တပ်ဖွဲ့တွေစုပေါင်းပြီးတော့ကာကွယ်သွားမယ်ဆိုတဲ့ဒီမိုးကုံးနဲ့မိုးမိတ်မြို့တွေပေါ့နော်အဲ့မြို့တွေမှာအထိုင်ချထားတဲ့ထင်မှာဒါចောင်းသားတက်မတော်ဒါ ABS တွေပါတယ်ကချင်ဒေသကာကွယ်ဒါ KPD ရဲ့ပါတယ်ပြီးရင်ပြည်သူ့လွတ်မြောက်ရေးတက်မတော် PLA ပါတယ်ပြီးရင် NUG လောက်ခံမိုးမိတ်ခရိုင်ပါကပတက်တွေ အများကြီးပေါ့နော်အဲ့လိုမျိုးအဖွဲ့တွေဒါအပြင်းထန်ခုခံကြမယ်ဆိုတော့ဒါမိုးမိတ်မျိုးကိုစစ်ကောင်စီကပြန်မတိုက်ရဲတာကြောင့်မလို့ဒါ DNL နဲ့ DNL ကိုအကူအညီတောင်းပြီးခေါ်သွင်းခိုင်းမဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေဒါတွေ့နေရတယ်ဒီလိုမျိုးတောင်းတဲ့ပုံစံမျိုးတွေခိုင်းတဲ့ပုံစံမျိုးတွေလည်းရှိလာနေတယ်ပေါ့နော်ဒါကြောင့်မလို့လည်းမြေမြမှာဆွေးနွေးတာလေလောက်ရကန်ရခက်တဲ့ပုံစံမျိုးတွေလည်းတွေ့လာနေရတယ်ဗျအဲ့တော့ဒါ last show ကိုပြန်တောင်းပြီးရဲ့နောက်ပိုင်းမှာစစ်ကောင်စီကတောင်းရန်ပို့ပြီးတော့ထူလာတယ်အဲနောင်ချိုကြောင်မဲ့တီဘောအဲဒီနေရာတွေကိုလည်းသူကဒါတောင်းတာအမှန်တော့တောင်းတာပဲတရုတ်စီကနေပြီးတော့တောင်းတာ တရုတ်စီကနေတဆင့်ပေါ့နော်ဒါဖိအားပေးပြီးတော့တောင်းခိုင်းတဲ့ဟာပဲအဲ့လိုတောင်းခိုင်းတဲ့ဟာကိုပဲသူကရွရွချွတ်ချွတ်တိုက်ပြီးတော့ပဲဒီမျိုးတွေဒီနေရာတွေကိုသူပြန်ရတဲ့ပုံစံမျိုးနဲ့ပုံပေါ်ခဲ့တာတော့ဒါအားလုံးလည်းအတိပဲပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သူတို့တွေဝါရဖြန့်ခဲ့ကြတယ်အဲ့တော့ဒါကတကယ်တကယ်နောက်ွယ်ကအကြောင်းကဒါတရုတ်ရဲ့ဖိအားဒါတနည်းပြောရရင်တရုတ်ရဲ့ဂျာဝင်ဆွတ်ဖတ်မှုတရုတ်ရဲ့အကူအညီအကြောင်းမလို့ပဲသူတို့ပြန်ရခဲ့တာပေါ့နော်လုံးဝရေသွေးပြင့်မိပြီးတော့ဗျာဒါတိုက်ရိုက်တိုက်ဆွမ်းရင် ကောင်းပြီးတော့ဗောနော်တိုက်ရိုက်ခိုက်ရင်ကောင်းပြီးတော့ဒါဒေါ်လာရင်တက်ဖွဲ့နေ ဒါအပြန်အလှန်တကယ်ကိုကြကုတ်ကြဲတိုက်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်ရခဲ့တာမဟုတ်ဘူးဒါတကယ်အားလုံးသိပြီးသားပေါ့နော်အဲ့တော့တရုတ်ဖိအားကြောင့်မလို့ပဲဒါခုကန်စစ်ကနေပြီးတော့ခွာစစ်ဆိုတဲ့ပုံစံမျိုးတွေကိုတလိုင်းတပ်ဖွဲ့တွေကလှုပ်ဆောင်ခဲ့ရလို့တာပေါ့နော်ဒါဒီဒီမျိုးတွေကိုစစ်ကောင်စီကအလွယ်တူဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်အဲနောက်တစ်ခုကဒီလေချောင်းကနေပြီးတော့လည်းအရသားတွေရှိတဲ့နေရာတွေပေါ့နော်အဲ့လိုနေရာတွေကိုဒါဘုံကျဲတိုက်ခိုက်တာမျိုးတွေအလွန်မင်းအပြင်းထန်ဒါမျိုးပုံစံမျိုးတွေ OTP လှုပ်လာခဲ့တာတွေလည်းဒါအချက်တစ်ခုအနေနဲ့တော့ပါတာပေါ့လေနော်အဲ့တော့ရည်ရွယ်ချက်ရှိရှိနဲ့ကိုပဲဒါပြည်သူတွေကိုဖိအားပေး တဲ့ပုံစံမျိုးအသက်အနည်းရန်ရှာတဲ့ပုံစံမျိုးနဲ့တော်လိုင်းတက်ဖွဲ့တွေကိုဖိအားပေးတာမျိုးအဲပြီးရင်ဒါဒေယုတ်ကိုကူညီတောင်းပြီးတော့သောင်းစားတောင်းပြန်တောင်းတဲ့ပုံစံမျိုးတွေကြောင့်မလို့ဒါဒီမျိုးတွေကိုရခဲ့တာအခုလည်းဒီမိုးကုတ်မိုးမိတ်မျိုးတွေကိုအဲ့လိုပုံစံမျိုးတွေလှုပ်ဆောင်နေတာတွေတွေ့လာနေရပြီပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ရှေ့မှာသူပြန်ရပါတယ်ဆိုတဲ့မျိုးတွေအကုန်လုံးကပေါ့နော်ဒါတော်လိုင်းတက်ဖွဲ့တွေတိုက်ခဲ့တုန်းကတော့အုံချင်းချင်းနဲ့အားလုံးကြားတဲ့အတိုင်းသိတဲ့အတိုင်းပဲပေါ့နော်ဒါအုံချင်းချင်းနဲ့တိုက်ခဲ့ကြတယ်ရခဲ့ကြတယ်ဒါပေမဲ့စစ်ကောင်စီကအဲ့နေရာတွေကိုပြန်ပြီးတော့ရယူဖို့စူးစမ်းရင်းနဲ့ပြန်ရခဲ့တဲ့ဟာတွေကကြတော့ အခုနလိုတိုက်လို့ခိုက်လို့ဆိုတဲ့ပုံစံမျိုးနဲ့မဟုတ်ဘူးဗျာပြောရမယ်ဆိုရင်ဒါသုံးသက်ရင်တစ်ဖက်ကစုပ်ပေးလိုက်လို့သူဝင်ရောက်နိုင်ခဲ့တဲ့ဟာဖြစ်တယ်ဗောနော်အဲ့တော့ဒီလိုနေရာမျိုးကိုပဲဒါတံပတ်ဝေပြတာနဲ့ထမင်းတို့ဝေပြတာနဲ့ဗောနော်ဒါပုံမတန်ရိုက်တာနဲ့မိုင်းရှင်းပြတာနဲ့ဒါမျိုးပုံစံမျိုးတွေဒါအချက်မရှိလုပ်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ ော်တော်လေးရှက်တယ်ပေါ့နော်သူ့စားတော်တော်လေးရှက်တယ်အဲပြီးတော့ဒါအခုလဲဒါမန်လေးတိုင်းမိုးကုတ်မြို့နယ်နဲ့ဒါရှမ်းပြည်မြောက်ပိုင်းမိုးမိတ်မြို့နယ်တို့ကိုတောင်းမျိုးသားတက်မတော် TNL ကဒါစကားဆကိုတရုတ်ဖိအားနဲ့အတူတပြိုင်နက်တည်းခေါ်သွင်းလာမယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေကြတယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံမျိုးဘာကြောင့်ပြောင်းလဲသွားတာလဲဆိုရင်ဒါ TNL ဘက်ကဆုတ်ခွာပေးမယ်ဆိုရင်တော့မှအခြားတော်လိုင်းအင်အားစုတွေကခံချမယ်ခံပြင်းမယ်ပေါ့နော် ပြင်းထန်ခုခံကာကွယ်မယ်ဆိုတဲ့ဒါနောက်မဆုတ်ဘူးဆိုတဲ့သတင်းတွေကြောင့်မလို့ဖြစ်တယ် တနည်းအားဖြင့်ဒါတို့အနေနဲ့တင်းထားတဲ့အဖွဲတွေစုပ်ပြီးမှပြန်တိုက်သိမ်းယူမယ်ဆိုတဲ့ဇလန်းဆင့်မရတော့ရှေ့ကဒါမျိုးတွေလိုမျိုးပေါ့နော်။နောင်ချိုတီဘောကြောက်မယ်။ဒီမျိုးတွေလိုမျိုးတို့ဇလန်းဆင့်လို့မရတော့ဘူး။တဖွဲတည်းနဲ့လည်းမဟုတ်ဖဲနဲ့ပေါ့နော်။တဖွဲတွေအများကြီးကဒီလိုမျိုးပေါ့နော်။တရားနယ်လေးကဆုတ်သွားလိုက်မယ်ဆိုရင်တော့မှပဲအာငါတို့ကတော့မြို့ကိုအလွယ်တကူပေးမှာမဟုတ်ဘူးမင်းတို့လိုချင်တိုက်အဲအဲ့လိုပုံစံမျိုးနဲ့အဖွဲတွေအကုန်လုံးကကြွေးကြော်ကြတယ်အဲ့လိုကြွေးကြော်တဲ့ခါမှလည်းထုတ်ပြန်ချက်တွေလည်းအတီးတီးထုတ်ကြတယ်ပေါ့နော်အဲပြီးတော့ကြတော့ဒါ ဤရောက်တွေကလည်းကာကွယ်ပေးမယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့နေရတယ်အဲ့ဒါပါလဲဆိုတော့ဒီမိုးကုတ်မိုးမိတ် moment မျိုးဆိုရင်ဒါ KIA နဲ့ဒါဒါ ABSD ကပေါ့နော် ဒါကူညီမယ်စစ်ရေးအရာကူညီမယ်ဆိုတဲ့ပုံစံမျိုးတွေဒါထွက်ပေါ်လာတာဖြစ်တယ်အဲအဲ့ဒါကြောင့်မလို့တို့အနေနဲ့ဒီအပြင်းထန်ခုခံကာကွယ်မယ်ဆိုတဲ့အင်အားစုကြီးတွေကိုရင်ဆိုင်နိုင်မှုရင်ဆိုင်ရဲဘူးဒါကြောင့်မလို့ဒါ TNL ကိုပဲထက်ပြီးတော့အသုံးချတဲ့ပုံစံမျိုးဒါကျွန်တော်တို့ကတော့မြင်နေရတယ်တွေ့နေရတယ်ပေါ့နော်အဲ့တော့ဒီဇလန်းစင်တဲ့အနေထားကဒါ TNL ကိုပဲဒါတရုတ်ဖိအားနဲ့ပြန်ပြီးအသုံးချတယ်လို့တော့ဒါပြောရမှာဖြစ်တယ် TNL အနေနဲ့ကလည်းဒါတရုတ်နယ်စပ်အခြေစိုက်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့အတွက်ပေါ့နော်ဒီဥစ္စာကိုလွန်ဆန်မှုတော့ခက်ခဲလိမ့်မယ်အဲ့တော့အခြေအနေတွေက ဘာဖြစ်လာမလဲဆိုတဲ့ဟာကတော်တော်လေးပြင်းထန်စွာဖြစ်လိမ့်မယ်ပေါ့နော်တော်တော်လေးပြင်းထန်လာလိမ့်မယ်အခြေအနေတွေပြောင်းလဲလာလိမ့်မယ်အဲမမျော်မှန်းထားနိုင်တဲ့ကိစ္စမျိုးတွေတော့ဖြစ်လာနိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့တရုတ်ဖီအားကိုဒီလိုလွန်ဆန်မှုခက်ခဲနေတဲ့အခြေအနေနဲ့ဒါကြောင့်မလို့ဒါစစ်ကောင်စီကိုဒါခေါ်ပေးလိုက်တယ်ခေါ်ယူသွင်းပေးလိုက်တယ်ဆိုရင်ဖြစ်လာမယ့်အကျိုးဆက်တွေကအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီလိုအနေထားမှာစစ်ကောင်စီကတရုတ်ဖီအားနဲ့ပေါ့နော် DNL ကိုဒါဆွဲယူအသုံးချလိုက်တာလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးသာခေါ်လာမယ်ဟေးဆိုတဲ့ခါကျရင်ခုနကပြောတဲ့ကာကွယ်မယ်ဆိုတဲ့အဖွဲ့တွေအများကြီးရှိတယ်ပေါ့နော် အဲ့အဖွဲ့ရင်နဲ့ TNL နဲ့တောင်ဒါထိတ်တိုက်တွေ့မဲ့ပုံစံမျိုးတွေမြင်တွေ့နေရတယ်ဗောနော်အဲ့တော့ဒီလိုဟာမျိုးကိုလူလူကလည်းလက်မခံဘူးတလင်းအင်အားစုတွေကလည်းလက်မခံဘူးဗောနော်အဲ့တော့အဲ့ဟာနဲ့ပတ်သက်လို့ပူးဝင်လင်းလင်းပုံစံမျိုးတွေပြောတာမျိုးတွေခြားပြတာမျိုးတွေဒါတွေလုံဆောင်သိမ့်ပြီဗောနော်အခုအဲ့ဘက်မှာရှိတဲ့ဒါတလင်းအင်အားစုတွေအနေနဲ့လောက်ရကန်ရခက်နေတဲ့အနေထားတွေဘာဖြစ်လို့လဲဆိုတော့မဟာမိတ်လည်းမပြတ်ချင်ဘူး ြီးရင်စစ်ကောင်စီကိုလည်းဝင်ရောက်တာမျိုးအခုလိုမျိုးအလွယ်တကူပေါ့နော်ဝင်ရောက်ခွင့်ပေးလိုက်တာမျိုးလည်းလက်မခံနိုင်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးပြီးတော့ဒီတော်လိုင်းအင်အားစုတွေဘက်ကလည်းပြောတယ်အဲ့ဒါဘာလဲဆိုတော့ဒီမိုးကုံးနဲ့မိုးမိတ်မှာမိုးမိတ်ကတော့ဒါ KIA နဲ့ ABSD ကကူညီမယ်ဆိုတဲ့ပုံစံမျိုးပြောထားတာရှိတယ်ပေါ့နော်အဲ့တော့ကြတော့ အဲပြောမယ်ဆိုရင်တိတ်ဆိတ်ပူရတာတော့မရှိဘူးဗျာဒါပေမဲ့ moment ထက်ဒီ mogo ပေါ့နော် mogo ကကြတော့ဘယ်အဖွဲ့တွေကကူညီမှာလဲဘယ်အီယာဝတွေကကူညီမှာလဲဆိုတဲ့ပုံစံမျိုးအဲပြီးရင်တပ်ဖွဲ့တွေဘက်ကဘာတွေပြင်ဆင်ထားရမလဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲပြီးတော့ကြတော့ခုနလိုဟာမျိုးတော့လက်မခံနိုင်ဘူးတကယ်လို့ဝင်ရောက်လာမယ်ဆိုရင်ပေါ့နော်မာမိတ်စည်းမျဉ်းတွေကအစဖြစ်စည်းတာမျိုးတွေဒါတွေမဖြစ်စေချင်ဘူးမဖြစ်ချင်ဘူးဆိုပြီးတော့လေပြောသွားတော့ဒါတလိုင်းအင်အားစုတွေဘက်က ော်တော်လေးကိုလောကကံရခတ်မဲ့အနေအထားတွေမြင်တွေ့နေရတယ်ပေါ့နော်အဲ့တော့လာမယ့်နိုဝင်ဘာ30ရက်နေ့နဲ့ဒီဇင်ဘာ10ရက်နေ့တို့မှာဒါမိုးမိတ်နဲ့မိုးကုတ်မြုပ်နေရာတွေကိုတရနေလီကစစ်ကောင်စီကိုခေါ်သွင်းလာမယ်ဆိုပြီးတော့တော်လိုင်းအင်အားစုတွေဘက်ကလည်းအခုချိန်မှာတော့အတီလင်းထွက်ပြီးတော့ပြောဆိုနေတာတွေတွေ့လာနေရပြီပေါ့နော်အဲ့လိုပြောဆိုပြီးရနောက်ပိုင်းမှာပဲဒါကျွန်တော်အဲမြေပြင်မှာပေါ့နော်ဒါဒေသခံပြည်သူအနေနဲ့ဒါဒီစစ်ဆောင်တဲ့ပုံစံမျိုးတွေပို့ပြီးတော့များလာပြီအဲတို့ပြောပုံရဆိုရင်မြို့ရဲ့25ရာခိုင်နှုန်းလောက်တော့ ဒါဒေသခံတွေကပဲကြံခဲ့တယ်ဗောနော်ဒါတော့မှပဲဒါတက်ကြီးရွယ်အိုတွေအဲလွယ်တကူရွှေ့ပြောင်းမှုမဖြစ်နိုင်တဲ့အနေထားကြုံနေရတဲ့ပြည်သူတွေအဲပြီးတော့ကြတော့ဒီအဲဈေးစကားတွေနဲ့ပတ်သက်လို့မတက်နိုင်တဲ့သူတွေဗောနော်အဲလိုမျိုးမတက်နိုင်တဲ့သူတွေလောက်ပဲကြံခဲ့တော့တယ်ဆိုတဲ့ပုံစံမျိုးပြောတာရှိလာတယ်အဲ့ထဲမှာဆိုရင်ဒါဒီစီဒီယံဝန်ထမ်းတွေဗောနော်စီဒီယံဝန်ထမ်းတွေဒီစီဒီယံဝန်ထမ်းတွေအနေနဲ့လည်းရှောင်ကြပြီပေါ့နော်ရှောင်ကြပြီဒါပညာရေးပဲဖြစ်ဘာပဲဖြစ်ဒီလိုမျိုးပေါ့နော်ဒါအကုန်လုံးကအဲ့မှာသွားပြီးတော့စုယုံပြီးတော့လှုပ်ဆောင်နေကြတဲ့ ပြည်သူ့ဘက်ကိုရက်တည်ခဲ့တဲ့သူတွေရှိတယ်။အဲဒီအခုဆိုရင်ဒါ GDN တွေကစားပြန်ပြီးတော့ရှောင်နေကြတာလေဖြစ်လာနေပြီပေါ့နော်။အဲတော်တော်များများကတော့ရှောင်မှုတိမ်းမှုအတွက်လှုပ်ဆောင်နေကြပြီဗျာ။ ဒါပြင် TNL ဘက်ကလည်းအရှူရှူနဲ့ပေါ့နော်ဒါပစ္စည်းတွေတိမ့်နေဒါသူတို့အတွက်ရေးကြီးတဲ့ပစ္စည်းတွေကစားတိမ့်စီးတာတွေဒါနေစင်နဲ့မြ၊ကားကြီးကားငယ်နဲ့ဒီလိုမျိုးပြန်ပြီးတော့ဆုတ်ခွာနေတဲ့ဟာတွေကလည်းနေစင်နဲ့မြ၊မြစ်တွေ့နေရတယ်ဆိုပြီးတော့လည်းဒါပြောကြတယ်ပေါ့နော်အဲ့တော့မိုးကုတ်မြို့ကိုစစ်ကောင်စီကိုခေါ်သွင်းလာရမှာတော်လိုင်းအင်အားစုတွေအနေနဲ့နောက်ရက်ဟန်တာခွင့်မရှိကြောင်းကိုလည်းပြောဆိုခဲ့တယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အခုရက်ပိုင်းမှာဒါပြင်းလွင်မိုးကုတ်လမ်းမပေါ်ကဒါရှမ်းလန်းစုံမှာဒါစစ်ကောင်စီနဲ့ TNL တို့က ဆက်ဆံရေးယုံတွေအပြန်အလှန်ဖွင့်လိုက်တယ်ဆိုပြီးတော့လည်းသိရတယ်။ဒီဆက်ဆံရေးယုံတွေကနေတဆင့်ပါနော်စစ်ကောင်စီနဲ့ညှိနှိုင်းပြီးတော့ဒါမုံမိတ်နဲ့မိုးကုံမြို့နေရာတွေအထိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဌာနဆိုင်ရာဝန်ထမ်းတွေကိုခေါ်သွင်းလာမှာဖြစ်ပြီးနိုဝင်ဘာ၂ရက်နေ့ကစတင်ပြီးတော့ဖွင့်လှစ်တဲ့ဒီမိုးကုံမြို့ပေါ်ကဆက်ဆံရေးယုံနေရာအထိပို့ဆောင်ပေးမယ်ဆိုပြီးတော့သိရတယ်။အာဒါကတော့တော်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 ကိုပေါ့နော်ကျွန်တော်ပြည်သူတွေဒါမဖြစ်စေချင်တဲ့ဟာမလိုလားတဲ့ဟာတော်လိုင်းအင်အားစုတွေ မှန်ဒါလက်မခံနိုင်တဲ့အရာပေါ့နော်အဲ့တော့ TNL ကဒါစကားစနဲ့အပြစ်ရပြီးနောက်ပိုင်းမှာဒါမိုးကုန်းနဲ့မိုးဝင်းမြို့နယ်တွေမှာတက်တွေဆုတ်ခွာပေးမယ်ဆိုပြီးတော့ TNL ကပြောဆိုခဲ့ပေမဲ့ပေါ့နော်ဒေါ်လိုင်းအင်အားစုတွေကတော့မိုးကုတ်ကိုဆက်ပြီးကာကွယ်မဲ့အကြောင်းပြောဆိုထားတာကြောင့်မလို့စစ်ကောင်စီကအခုလိုစီစဉ်တာဆိုပြီးတော့ပြောနေကြတယ်ပေါ့နော်အဲဒါကလည်းဖြစ်နိုင်ခြေရှိတာပဲဒါခုနကျွန်တော်တို့သုံးသပ်သလိုပေါ့နော်အဲစစ်ကောင်စီကဒီခုခံကာကွယ်ပါမယ်ဆိုတဲ့အပြင်းထန်တိုက်ပွဲဝင်ပြီးမှပဲ ဒါမြို့ကိုကာကွယ်မယ်လို့ပြောတဲ့အဖွဲ့တွေကိုရင်ဆိုင်ရဲလို့ဒီ DNL ကိုအခုလိုဆက်ဆိုင်ရုံတွေကနေတဆင့်ဒါသူတို့ဒါအတုံးချပြီးတော့ဗောနော်ဒီမြို့ထဲကိုဒါခုနကလိုနန်းစီတန်ဝင်တဲ့နေစစ်ကောင်စီစစ်သားတွေဒါတွေကဆက်တွင်းပေးရမယ်ဆိုတဲ့ပုံစံမျိုးတည်င်းတွေထွက်ပေါ်လာနေတာဖြစ်တယ်ဗောနော်အဲ့တော့စစ် lobby တွေကတော့ဒါမင်းအောင်လိုင်းဗောနော်ဒို့ဘာကြီးဗောနော်ဒို့ဘာဘာကြီးကဒါတရုတ်ကိုပြောပြီးလို့ အဲဒီမျိုးတွေကိုပြန်ရတာဗောနော်အဲပြီးရင်တို့ပြောကြရှိတယ်တနက်တစ်ချက်မဖောက်ဘဲနဲ့ပြန်ရတယ်ဗာညာဆိုပြီးတော့ဒါ lobby လောက်ကြအောင်မလို့တော့ဒါထင်တယ်ဗောနော်အဲ့လိုဆိုရင်တော့မှဒီမျိုးတွေလက်မလို့ရအောင်တရုတ်ကိုမင်း online ကအစကတည်းကဘာလို့မပြောခဲ့တာလဲဗောနော်အဲ့မျိုးသိမ်းတိုက်ပွဲတွင်းမှာတည်ဆုံသွားကြတဲ့စစ်ကောင်စီစစ်သားတွေကဒီမေးခွန်းတွေပြန်ပြီးတော့မေးချင်လိမ့်မယ်ထင်ပါတယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးအစကတည်းကညာဟိုဟာဖြစ်မယ်ဆိုရင်ဗောနော်ငါတို့ဘာဖြစ်လို့ ဒီလိုမျိုးအသေးခံခိုင်းတာလဲဆိုပြီးတော့လည်းတို့ကျင်းတတ်ကြမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကြံခဲ့တဲ့တို့ရဲ့မိသားစုတွေကလည်းဒီဖြစ်စဉ်ကိုကြည့်တဲ့ခါမှာတော့ဒါကျင်းတတ်မှာတော့မဟုတ်ဘူးဒါတော်တော်ကိုတို့အတွက်ရင်နာစရာကောင်းတဲ့အဖြစ်ပြက်တွေပေါ့နော်အဲ့တော့မုတ်ကုတ်ကိုဒါစေအုပ်စုတက်တွေခေါ်သွင်းလာမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒေါ်လာင်းအင်အားစုတွေကို TNL ကဒါညှိနှိုင်းတိုင်ပင်တာမျိုးဒီနေ့ထိမရှိသေးဘူးဆိုပြီးတော့လည်းဒါသိရတယ်။ဒါကြောင့်မလို့ဒါအတီးပြုတ်ဖို့တော့ခက်တယ်ပေါ့နော်။အဲ့တော့ကျတော့ဒါဒေတာခန့်နေသိချင်နေရလဲအဲ့ဟာပဲဗျ။ဒါကျွန်တော်တို့ဒါအဲ့ဘက်မှာစုံစမ်းသိရှိရတဲ့ခါကျတော့ဆက်သွယ်ပြောဆိုရတဲ့ခါကျတော့ပြောကြရတယ်ပေါ့နော်။ ဒီနေ့ဒီချိန်ထိပေါ့နော်ကျွန်တော်တို့ဘာလုပ်ရမယ်ဆိုတဲ့ဟာမျိုးဘယ်လိုမျိုးသဘောတူညီမှုတွေယူလိုက်ပြီဆိုတဲ့ဟာမျိုးတွေကိုဒါမြေပြင်မှာချပြပေးတာမျိုးမရှိသေးဘူးပေါ့နော်မရှိသေးဘူးအဲ့အဥ္စာကိုတို့သိကျင်တယ်ဘာကြောင့်မလို့လဲဆိုတော့ဒီလိုမျိုးသိရမှပဲတို့ဘာဆက်လုပ်ရမလဲဆိုတဲ့ဟာကိုဆုံးဖြတ်လို့ရမှာပေါ့နော်အခုကြတော့တို့လောတို့လောနဲ့ဒါရှောင်ရမှာလားမရှောင်ရဘူးလားဆက်ပြီးပဲနေရမှာလားဒါမျိုးပုံစံမျိုးတွေဖြစ်နေကြတယ်ဆိုပြီးတော့လေဒေသခံတွေကပြောကြတယ်ပေါ့နော်ဒါကလည်းပြည်သူတွေအနေနဲ့စိုးရိမ်မယ်ဆိုလဲစိုးရိမ်ကြပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကြောင်မဲတီဘောနောင်ချိုးပေါ့နော်အဲအဲ့လိုပဲချမ်းနေမှာစစ်ကောင်စီကအခုလိုမျိုး မျိုးပြန်ပြီးတော့ဝင်ရောက်သွားနိုင်ပြီဆိုတဲ့အချိန်မှာဒေတာကံပြည်သူတွေကိုနှိပ်စက်တာတွေဖမ်းဆီးတာတွေဆွတ်ဆွဲတာမျိုးတွေပေါ့နော်အဲပြီးရင်ဒါနေအိမ်တွေချိတ်ပိတ်တာတွေစီးပွားရေးလုပ်ငန်းတွေချိတ်ပိတ်ပစ်တာတွေဒါမျိုးပုံစံမျိုးတွေကိုတောက်လျှောက်လုပ်ခဲ့တာဖြစ်တယ်အဲ့လိုလုပ်ခဲ့တဲ့အတွက်ပေါ့နော်ဒီရှိမှာတာရကတွေရှိတာဖြစ်တဲ့အတွက်အခုလက်ရှိဒါမိုးကုတ်မိုးမိတ်ကပြည်သူတွေကလည်းဒီလိုမျိုးကြုံရမှာကိုစိုးရိမ်နေကြတယ်ဒါလည်းဆိုတော့ဒါဒေါ်လာရင်းဘက်မှာရက်တည်ပြီးတော့ပေါ့နော်ဒေါ်လာပြည်သူတွေပုံစံမျိုးနဲ့ဒီတပ်ဖွဲ့တွေကိုထောက်ခံအားပေးနေတဲ့ဒီလိုနေရာမျိုးတွေမှာအတူတူရှင်သန်ပြီးတော့နေထိုင်ခဲ့ကြတာပေါ့နော်အဲ့တော့ ဒီလိုပုံစံမျိုးနဲ့ဒါမချပြပဲနဲ့စစ်ကောင်စီကကောင်တွေကဒီလိုမျိုးဝင်ချလာမယ်ဟေ့ဆိုရင်ပြည်သူတွေဒုက္ခရောက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်ပြီးတော့စဉ်းစားသင့်တာကပြည်သူအတွက်အလုပ်လုပ်ခဲ့ကြရဲဆိုရင်ပြည်သူကိုလည်းပို့ပြီးတော့လေးထားရမယ်ဒီဒေသခံတွေဒီပြည်သူတွေအနေနဲ့ဒါရွေးချယ်권ရအောင်အဲပြောခုနလိုပေါ့တို့ကြိုတင်သိရှိအောင်ပေါ့နော်ဘာတွေလှုပ်ဆောင်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင်အမြန်ဆုံးချပြပေးတာတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အခုဆိုတူလို့တူလို့နဲ့တော်တော်လေးဒုက္ခရောက်နေကြတယ်အဲအဲ့တော့ကျတော့ဒါလက်ရှိမှာ မိုးကုတ်မြို့ကမြို့ကန်အများစုကနေရက်ကိုဆုံခွာနေကြတယ်။ကြောင်ခုနပြောလိုပဲတက်ကြီးရွယ်အိုတွေထွက်ပြေးတိမ်းရှောင်ဖို့ခွင့်ကြီးမတက်နိုင်တဲ့သူတွေအဲစုစုပေါင်း25ရာခိုင်နှုန်းလောက်ပဲဒါမြို့ထဲမှာကြံတော့လဲဆိုပြီးတော့သိရတယ်။အဲ့တော့ TNL နဲ့ MNDA တို့တင်ပိုက်ထားတဲ့လာရှိုးနောင်ချိုကြောက်မဲတီဝဲမျိုးတွေကိုစကားစကားပြန်ရပြီးတဲ့နောက်မှာဒါ TNL နဲ့ဒါ PDF တွေကိုအားပေးထောက်ခံခဲ့ကြတဲ့ဒေသခံတွေကိုဇက်တိုက်ဖမ်းဆီးခဲ့ဘူးတာတွေကြောက်မလို့လေဒီလိုမျိုးဒေသခံတွေကမြေပြင်မှာစိုးရိမ်နေကြတာဖြစ်တယ်ပေါ့နော်အဲ့တော့အရေးကြီးတာက TNL အနေနဲ့လက်ရှိအခြေအနေကိုတော်လိုင်းအင်အားစုတွေကိုရောဒါဒေသခံပြည်သူတွေကိုရောဒါအမှန်တိုင်းချပြပေးဖို့လိုအပ်လာပြီပေါ့နော်အဲ့ဒါကြမှာပဲတော်လိုင်းအင်အားစုတွေရောဒေသခံတွေကဒါဆက်လုပ်ရမလဲဆိုတော့ဆုံးဖြတ်ချက်တွေချနိုင်မှာဖြစ်တယ် အဲနောက်တစ်ခုကအဲ့လိုမျိုးတိတိပပဒါကျွန်တော်သိရပြီးဆိုတဲ့ခါကျရင်တလိုင်းအင်အားစုတွေအနေနဲ့လှုပ်ဆောင်ရမယ့်ဟာတွေရှိတယ်ပေါ့နော်ဒီမြို့တွေကိုကာကွယ်ဖို့အတွက်ဗက်တပ်ဖွဲ့တွေကဒါခုနလိုပေါ့နော် IAO တွေဆိုရင်ဒါမုံမိတ်မှာဆိုရင်ဒါခုနလိုဒါ KIA နဲ့ဒါ APSDF ကကူညီမယ်ဆိုပြီးတော့ပြောထားရှိတယ်အဲ့တော့မုံမိုးကုတ်ကိုရောဒါဗက်အဖွဲ့တွေကကူညီမှာလဲ အဲ့အတွက်ကျွန်တော်တို့ဘာတွေပူပေါင်းပြီးတော့လှုပ်ဆောင်ရမှာလဲဘာတွေပြင်ဆင်ထားရမှာလဲဆိုတဲ့ဟာတွေကအရေးကြီးလှုပ်ဆောင်ရမယ့်အရာတွေဖြစ်တယ်။စစ်ကောင်စီကဒါဒီလိုမျိုးပုံစံမျိုးလှုပ်လာပြီးဆိုတဲ့ခါကျရင်ကိုယ့်ဘက်ကလည်းပြင်ဆင်စရာရှိရအောင်ပြင်ဆင်ရမှာပဲပေါ့နော်။အဲ့တော့အဲ့လိုမျိုးချပြပေးဖို့ကအရင်အရေးကြီးလာပြီးဆိုတဲ့အကြောင်းလေးပြောချင်တယ်ပေါ့နော်။ဘလိုပဲဖြစ်ဖြစ်အခုလိုမျိုးသတင်းတွေထွက်လာတဲ့ဟာကောင်းတာတော့မရှိဘူးဗျာ။ပြောရမယ်ဆိုရင်တော့ဒါကမဖြစ်တဲ့အရာကြီးပေါ့နော်။မဖြစ်လဲမဖြစ်မဖြစ်တင်ဘူးဗျာ။ပြောရမယ်ဆိုရင်ဒီတိမ့်ပိုက်ထားပြီးတဲ့အချိန်တုန်းက ဒီလိုမျိုးပုံစံမျိုးမြို့ရဲ့ဒါတယန်ဇာတတုံးဆွဲမှုအပိုင်းဒီမှာအစပေါ့နော်ဒါဒီလိုမျိုးဒါပါဝင်ခဲ့ကြတာရှိတယ်အဲ့တော့ဒီမျိုးကနေပြီးတော့ဒီလိုနေထားကြောင်မလို့လုံးဝဒါဒါမလွန်ဆန်နိုင်လို့ဒါဒီလိုမျိုးဆုတ်ခွာမယ်ဆိုရင်တော့မှဘဲဒီလိုမျိုးလုံးဝပြီးဆိုလည်းထားခဲ့တဲ့ပုံစံမျိုးတော့မဖြစ်စေချင်ဘူးပေါ့နော်အဲ့တော့အဲ့ဟာနဲ့ပတ်သက်လို့လည်းဒါ DNL တွေက ဒါပြည်သူတွေကိုဒေသခံတွေကိုပြည်တွင်းလိုင်းအင်အားစုတွေကိုအမြန်ဆုံးဒါပုံဝင်လင်းလင်းနဲ့ချပြတာမျိုးဖြစ်စေချင်တယ်ပေါ့နော်အဲ့တော့နောက်ထပ်သတင်းတစ်ခုကတော့ဒါ BJP ဥဆောင်ပြီးတော့စစ်တပ်ကိုရွှေကုတ်ကုံမြို့အတွင်းခေါ်သွင်းမဲ့တဲ့တင်းဒါလည်းတော်တော်စိုးတယ်ပေါ့နော်အခုကလည်းဗာလဲဆိုတော့ IT စစ်ကောင်စီကအကုန်လုံးကိုလိုက်ပြီးတော့အုံချနေတာပေါ့နော် DNL ဆိုလည်းအခုဒါအသုံးချရတယ်သူတို့မလွန်ဆန်နိုင်တဲ့အကြောင်းအရာတွေကိုဖိနင်းပြီးတော့အခုလိုမျိုးအသုံးချရတယ်လုပ်တယ်အခု BGS ဆိုရင်လည်းအခုအဲ့လိုပုံစံမျိုးနဲ့သူတို့လှုပ်လာနေတယ်ဗောနော်အဓိကတော့ဒါစစ်ကောင်စီအနေနဲ့ကိုယ်တိုင်မစွမ်းနိုင်တော့တဲ့အခါကျတော့တခြားလက်နက်ကင်တွေကိုဒါအတင်းအားကိုးနေရတယ်ဆိုတဲ့ဟာကို ဒါတွေ့နေရတဲ့သဘောပဲပေါ့နော်။ဒီဒီရွှေကုတ်ကိုဆွဲလိုက်တာကျွန်တော်တို့မနေ့ကစုံစမ်းတဲ့အချိန်မှာအများကြီးသိခဲ့ရတယ်။အဲထဲမှာဘလိုတွေဖြစ်ပြနေသလဲဘလိုအကြီးပိုင်းတွေတော့ဘလိုရွှေ့နေသလဲအာပြာပန့်ခတ်ပေါ့နော်။အဟုတ်ပြေးဒီပြေးဘလိုတွေဖြစ်နေသလဲဆိုတဲ့ဟာတွေတော့ကျွန်တော်တို့သိခဲ့ရတယ်ပေါ့နော်။ဒါပေမဲ့နောက်ဆက်တွဲအနေနဲ့ဒီနေရာတွေကိုဘလိုလုပ်မယ်ဆိုတဲ့ဟာကတော့စိတ်ဝင်စားစရာကောင်းတယ်။မင်းအောင်လိုင်ကတော့ဒါဇလန်းရိုက်လိုက်မယ်။အဲအဲ့ဇလန်းဇက်ွက်ထဲမှာဘသူတွေတုံးချခံရမလဲဘသူတွေပါမလဲပေါ့နော်။နောက်ဆုံးဒါအမေရိကန်ကခုနလည်းမျိုးဒါသူတို့ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုက ဒီနေရာတွေကိုပါဝင်ပြီးတော့ခြေမုံတဲ့ပုံစံမျိုးတွေဖြစ်လာပြီးဟေးဆိုတဲ့ခါကျရင်တို့ဘလို့လောက်ကြမလဲဆိုတဲ့ဟာကတကယ်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့တော့အခုဒါအဲ့အဲ့ဘက်ချမ်းမှာဆိုရင်ဒါမင်းညာကဆိုရင်သူကအဲ့လိုစစ်စေးမယ်ဆိုပြီးတော့လဲသူကသတင်းသတင်းထွက်တာပေါ့နော်အရင်ဆုံးစစ်စေးမှာပေါ့နော်စစ်စေးမှာဖြစ်တဲ့အတွက်ဒါတွေကရှောင်စရာမလိုဘူးဆိုပြီးတော့သူက ဒီမြို့တွေကနေပြီးတော့အပြင်ကိုမထွက်ဖင်းနေပါတော့အဲဒီလိုမျိုးဒါနေထားတဲ့ပုံစံမျိုးကြီးလည်းရှိတယ်ပြီးတော့နောက်ထပ်သတင်းတစ်ခုကြားရတာဗာလဲဆိုစစ်ကောင်စီနဲ့ BJF ကအဲ့နေရာမှာပူးတွဲပြီးတော့ဒါလုံခြုံရေးတာဝန်ယူပေးနေတယ်ဆိုတဲ့ပုံစံမျိုးကြီးလည်းကြားရတယ်ဗောနော်အဲ့တော့တကယ်ကို DIA ကတကယ်လုံခြံဇလန်းကြီးပုံစံမျိုးဖြစ်လာလိမ့်မယ်မင်းညားကဒါရွှေကုတ်ကောင်ကနေကြားပြန်တရုတ်တွေထောင်ချီပြီးတော့ထွက်ပြေးနေတဲ့သတင်းကိုဒါစပြောရမယ်ဗောနော်အဲ့တော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မြောက်ရီမြောက်ဘက်ရွှေကုတ်ကိုဒေတာ online ငွေလိမ်ခိုင်းကြားပြန် site တွေကိုဒါစစ်တပ်နဲ့ BJF တို့ကဝင်ရောက်စီးနင်းမယ်ဆိုတဲ့သတင်းတွေကြောင့်မလို့ တရုတ်နိုင်ငံသားတွေထောင်ချီပြီးတော့ညာရင်းချင်းထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်ဗောနော်ခီးဆောင်အိတ်တွေဆွဲပြီးတော့ထွက်ပြေးကြရလဲရှိတယ်အဲပြီးရင်ဟိုတယ်တွေဝင်ပြီးတော့တဲကြရလဲရှိတယ်ပြီးရင်အိမ်နေငှားပြီးတော့နေကြရတာလည်းရှိတယ်ဗောနော်နောက်တစ်ချက်ကတော့ဒါ BJK ကဗောနော်ပြောခွင့်ရှိတဲ့ဒါဒုတိယဘုံမီနိုင်မောင်စော်ကရွှေကုတ်ကူမှာရှိတဲ့ကြားဖြန်တွေကိုဒီအပိုင်းအတွင်းအပြီးတက်နှိမ်နှင်းတော့မှာဖြစ်ကြောင်းပြောဆိုထားတဲ့သတင်းဗောနော်အဲ့ဒါလည်းတွေ့ခဲ့ရသလိုဒါ BJK ဥဆောင်ပြီးတော့စစ်တပ်ကိုရွှေကုတ်ကူမြို့အတွင်းခေါ်သွင်းပြီးတော့ရှင်းလင်းလှုပ်သွားမှာဖြစ်ကြောင်းကိုလည်းဒါထပ်ပြီးတော့သိရတယ်ဗောနော်အဲ့တော့ အဲမေအောင်လိုင်းက KK ပတ်တစ်ခုတည်းကိုပဲကြားဖြန်ဆိုပြီးတော့သူကပုံဖော်ခဲ့တာပုံဖော်ပြီးတော့ဒီနေရာကိုသူကနေနှင်းပြခဲ့တာပေါ့နော်အမှန်ကတော့မဟုတ်ဇလန်းရိုက်ခဲ့တာအဲ့ဒီလိုမျိုးဒါ KK ပတ်ကိုဒါကြားဖြန်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီနောက်ပွဲမှာ KNU ရှိနေပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပုံဖော်ခဲ့ပင်မဲ့အခုကျတော့ဒါသူတို့တွေဒါရွှေကုတ်ကိုကိုပါပြန်ပြီးတော့ထပ်ပြီးတော့နေနှင်းပြရတော့မယ့်ပုံစံမျိုးတွေဖြစ်လာနေတယ်ဒီအချိန်မှာ KNU ကလည်းပြပြတတရှင်းရှင်းလင်းလင်းပုံစံမျိုးလုံဆောင်တင်းတယ်ပေါ့နော်လုံဆောင်တင်းတယ်ဘာလို့လဲဆိုတော့ဒီဟာတွေမှာပတ်သက်နေတဲ့ဟာက KNU ပါဆိုတဲ့ပုံစံမျိုးသူတို့ထိုးချနေကြပြီ အဓိကတော့အဲ့လိုမျိုးပုံစံမျိုးနဲ့ပူပေါင်းပြီးတော့ဒါတွေကိုတော့ကျွန်တော်တို့ကတော့လိုက်ပြီးရရှင်းလင်းနေတယ်ဒါကျွန်တော်တို့နဲ့မဆိုင်ဘူးပေါ့နော်ကျွန်တော်တို့နဲ့ဆိုင်နေဟိတ်ဆိုရင်ကျွန်တော်တို့ကဘယ်ဒီလိုမျိုးချိန်မုံးပါမလဲဆိုပြီးတော့သူကလှုပ်လာမှာပေါ့နော်အဲ့တော့အဲ့ဥစ္စာကိုလည်းဒါ KNU ကပြက်ပြက်တသားတော့လှုပ်တင်တယ်ပေါ့နော်ဒါကဒီငွေလိမ်ကိုင်းတိုက်ဖြတ်ရေးအတွက်ပေါ့နော်ဒါ scam center strike food ပေါ့နော်အဲ့ဥစ္စာအမည်ပေးထားတဲ့အဖွဲ့ကိုဝါရှင်တန်မှာအမေရိကန်အစိုးရကစတင်ဖွဲ့စည်းပြီးတော့ဒါကြီးညာလိုက်တဲ့အချိန်မှာမင်းအောင်လှရဲ့တုံလုံးချောက်ချားသွားစီတဲ့အချက်ကြောင့်မလို့ဖြစ်လာတဲ့အရာတွေပေါ့နော်အဲ့တော့ ဒီသတင်းတွေထွက်ပြီးမကြခင်မှာပဲမင်းအောင်လှိုင်ဟာဒါမွန်ကရင်ဒေသရဲ့စစ်ဘက်ဌာနချုပ်ရတခါကိုရောက်ရှိလာခဲ့ပြီးတော့ဖအံထိပါသူသွားခဲ့တယ်ဗောနော်အဲ့မှာဒါကစရမူဒုဗိုလ်ချုပ်ကြီးညွဝင်းစွေကိုဒါဘီဂျန်နဲ့ညှိပြီးတော့ကြားဖြတ်နှိမ်နင်းတာတွေလုတ်ပြဖို့တာဝန်ပေးခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်ကြားဖြတ်နှိမ်နင်းတာတွေလုတ်ပြဖို့လုတ်ပြဖို့ဗောနော်လုတ်ဖို့အတွက်မဟုတ်ဘူးတကယ်နှိမ်နင်းခိုင်းတာမဟုတ်ဘူးဆိုတဲ့သဘောသတ်တွေ့ရတယ်ဗောနော်အဲ့တော့ဘီဂျန်ဘက်ကဒါရွှေကုတ်ကတရားဝင်ခွင့်ပြုထားတဲ့အင်အားစီမံကိန်းအင်အားဖြစ်တာကြောင့်မလို့တဲ့ အဲဒီကြားပြန် site တွေကိုဝင်ရောက်ရှင်းလင်းရမှာ KK ဘတ်မှာလို့အဆောက်အဦဖြိုချရတာပြုလုပ်သွားမှာမဟုတ်အကြောင်းဒါလည်းသိရတယ်ဗောနော် Starlink တွေဖြုတ်ပြအဲကွန်ပျူတာနဲ့ဒါ handset တွေဖြည့်ဆည်းပြတဲ့ပုံစံမျိုးတွေပဲဖြစ်လာအောင်မလားဆိုတာတော့ဒါရိပ်စားမိတယ်ဗောနော်ဒီလိုအချိန်မှာပဲဒါ KNU ဥက္ကဋ္ဌဟောင်းအဲဆောမူတူစေဖို့နဲ့ဒါဆောရွှေမောင်းတို့ကို KNU အဖွဲ့အစည်းမှအပြီး ဒါထုတ်ပယ်တဲ့သတင်းထွက်လာတာလည်းတွေ့ရတယ်မျိုးပေါ့နော် KNU အနေနဲ့မူဝါဒပြက်ပြက်သားသားနဲ့ရှေ့ဆက်မယ်ဆိုတဲ့သဘောမျိုးတော့တွေ့ရတယ်အဲဒါကြောင့်ဒီကြားပြန်တဲ့ပတ်သက်လို့ကဘယ်လိုပုံစံမျိုးမူဝါဒတွေချမှတ်ထားမလဲဘယ်လိုမျိုးထုတ်ပြန်ချက်တွေလှုပ်ဆောင်လာမလဲပြင်အဲ့ထုတ်ပြန်ချက်တွေအတိုင်းရောဘယ်လိုမျိုးပြက်ပြက်သားသားလှုပ်ဆောင်မလဲဆိုတဲ့ဟာကစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်အဲ့တော့ ဒီဥက္ကဋ္ဌဟောင်းဒါမူဒုစေဖို့နဲ့ဒါတမ6ဒူလာရခရိုင်ဥက္ကဋ္ဌဟောင်းစောရွှေမောင်းတို့နှစ်ဦးကိုအဖွဲ့ဝင်အဖြစ်ကနေအပြီးပိုင်းထုတ်ပယ်လိုက်ကြောင်းဒါဒါပြောရေးဆိုခွင့်ရှိတဲ့ဒါဘလူဇော်ရောနီကအတည်ပြုပြောဆိုလိုက်တာဖြစ်တယ်။ဘာကြောင့်မလို့အခုလိုထုတ်ပယ်လိုက်တာလဲဆိုတော့ဒါ KNU ကချမှတ်ထားတဲ့မူဝါဒစီမင်းစည်းကမ်းများကိုလိုက်နာခြင်းမရှိတာကြောင့်မလို့အဖွဲ့အစည်းရဲ့73ကြိမ်မြောက်ဘူအလုံးမှုဆောင်ကော်မတီအစည်းအဝေးကနေပြီးတော့ဆုံးဖြတ်ချက်ချမှတ်လိုက်တာဖြစ်တယ်ပေါ့နော်။အဲ့တော့ ဒီလိုမျိုးဒါမူဝါဒတွေလမ်းစဉ်တွေဆိုတဲ့ဟာကလိုက်နာဖို့အတွက်ချမှတ်ထားတာဖြစ်တယ်။အဲဒီဥစ္စာကိုချမှတ်ထားတဲ့အတိုင်းမလိုက်နာဘူးဆိုတဲ့ခါကျရင်အခုလိုမျိုးပဲဒါထုတ်ပယ်ရမှာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဒါပြပြသားသားလုံးလိုက်တာတော့တွေ့ရတယ်ပေါ့နော်။ဒါပေမဲ့တခုရှိတာဒီလိုမျိုးခဏခဏထုတ်ပယ်နေတဲ့ပုံစံမျိုးတော့မမရတော့ဘူးပေါ့နော်။ဒါရှေ့လျှောက်ဒါ GNU ရဲ့လမ်းစဉ်တွေကဘယ်လိုပုံစံမျိုးတွေသွားမလဲ။ဘယ်လိုမျိုးပြတ်သားတဲ့အထိသွားမလဲဆိုတဲ့ဟာကတကယ်စိတ်ဝင်စားစရာကောင်းတယ်။အခုတော့ဒါ တစ်ချက်တော့တွေ့နေရပြီပေါ့လေနော်အဲ့တော့ဒီထုတ်ခံရပါတယ်ဆိုတော့သူတွေကိုကြည့်မယ်ဆိုရင်လည်းဒါ KNU ဥက္ကဋ္ဌတက်တန်းနှစ်နှစ်ဆက်တာဝန်ထမ်းဆောင်ခဲ့သလိုအငိမ့်စားယူပြီးနောက် KNU အဖွဲ့ဝင်အဖြစ်ဆက်ရှိနေသူဒါစောမူဒူစီဖို့နဲ့ဒါဘရိုစောရွှေမောင်းတို့ကပြီးခဲ့တဲ့အောက်တိုဘာ၁၂ပြည့် NCA နှစ်ပတ်လည်ကိုတက်ခဲ့တာကြောင့်မလို့ဝေဖန်မှုတွေများခဲ့တဲ့ပုံစံတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဟုတ်တယ်အဲ့တော့အကုန်ရောပြီးတော့ပြောခံရတယ်ပေါ့နော်အဲဒါ KNU ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့အကုန်ရောပြီးတော့ပြောခံခဲ့ရတယ် အဲ့တော့အခုလိုမျိုးထုတ်ပယ်လိုက်တဲ့ဟာကရောပြီးတော့အပြောမခံနိုင်တော့ဘူးကိုလိုရက်နဲ့ကိုကိုရွေးချယ်မှုနဲ့ကိုဆိုတဲ့ပုံစံမျိုးတက်ရောက်စေတယ်ဗောနော်ဒါကူတော့ဒါမြင်တွေ့ရဒီလိုရှင်းရှင်းလင်းလင်းပုံစံမျိုးတော့မြင်တွေ့ရဒီလိုမျိုးဒါပြတ်သားတဲ့ဆုံးဖြတ်ချက်တွေဆက်ပြီးတော့ဆုံးဖြတ်နိုင်ဖို့အတွက်ကိုလည်းကျွန်တော်တို့ကတော့မျှော်လင့်နေဗောနော်ဒါ KNU အနေနဲ့စစ်ကောင်စီရဲ့ငြင်းငြင်းကန်လန့်မှုကိုအယုံကြည်မရှိဘဲနဲ့နိုင်ငံရေးမှာစစ်တပ်ဘေးဖယ်နေရတာအဓိကထားနေပေမဲ့အဲဒါ KNU ကနေထုတ်ပယ်ခံရတဲ့ခေါင်းဆောင်နှစ်ဦးကတော့ NCA လမ်းကြောင်းမှာငြင်းငြင်းပြန်လည်ဖော်ဆောင်ရေးကိုသာ လက်ကင်ထားတယ်ဆိုတဲ့သဘောမျိုးတွေ့ရတယ်အဲ့တော့ဟိုးရှေးတုန်းကတည်းကနေခုချိန်အထိဒါလှုပ်ဆောင်နေတဲ့စစ်ကောင်စီရဲ့လမ်းဟောင်းတွေနီးလမ်းဟောင်းတွေပေါ့နော်အဖေခေါ်တဲ့ညဉ့်ညဉ့်အတွက်ဆွေးနွေးမှာဗာဖြစ်တယ်ညာဖြစ်တယ်ဒီလိုမျိုးဟာမျိုးတွေကိုဆက်ပြီးတော့ယုံကြည်နေလို့တော့မရတော့ဘူးဆိုတဲ့အကြောင်းကိုဒီဘက်ခေတ်မှာတော့ဒါပြက်ပြက်သားသားလှုပ်လိုက်တယ်လို့ယူဆရတယ်ဗောနော်ဒါကလည်းယုံကြည်လို့မရဘူးစစ်ကောင်စီကအမြဲတမ်းပါဗောနော်ဒီလိုပုံစံမျိုးဖိတ်ခေါ်ခဲ့တာပဲဒါပေမဲ့လည်းဒါသူလက်ရှိဒါလက်လုံနေတဲ့အလုပ်တွေနဲ့ကကြတော့လုံးဝ ဒါအပြောနဲ့အလုံးနဲ့မကိုက်ညီတာဖြစ်နေတာပေါ့နော်အဲအကြောင်းမလို့လေဒီငင်းချိုင်းလမ်းစဉ်တွေကိုစစ်ကောင်စီပေါ်ဆောင်နေတယ်ဆိုတဲ့ဇာတ်ကောင်မယုံတော့ဘဲနဲ့ အခုလိုမျိုးပြက်သားတဲ့လုပ်ရက်တွေလှုပ်ဆောင်လာတဲ့ဟာကကကောင်းမွန်တယ်ပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ် GNU ကအခုလိုမျိုးပြက်ပြက်သားသားဒီကိစ္စနဲ့ပတ်သက်လို့ပေါ့နော်ပြက်ပြက်သားသားလှုပ်ဆောင်လိုက်တဲ့ဟာကအခုမြင်တွေ့နေရပြီဆိုတော့ရှေ့လာမဲ့စီးရေးကိစ္စတွေမှာရောဒီထက်ပိုပြီးပြက်သားအောင်ဘလို့လှုပ်ဆောင်မလဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါ GNU ကိုအခုနောက်ပိုင်းဝေဖန်တဲ့ဟာတွေကလည်းများတာပေါ့နော်အဲကရင်နေအချင်းချင်းမတိုက်ဘူးဘာဘူးညာဘူးဒါမျိုးပုံစံမျိုးတွေပြောကြရလဲရှိကြတယ်ပေါ့နော်အဲပြောကြတော့တိုက်မယ်တိုက်ပြီးတော့ရင်ပြန်ပေးမှာပဲဆိုတဲ့ပုံစံမျိုးတွေလည်းရှိကြတယ်ပြောကြတယ်အမျိုးစုံပဲပေါ့ အဲ့လိုဟာမျိုးတွေကို KNU အနေနဲ့ဘယ်လိုခြေပြတ်ပြမလဲရှေ့လာမဲ့တခြားမှာပေါ့နော်ဒါစစ်ရေးအရောနိုင်ငံရေးအရောဘယ်လိုမျိုးပြတ်သားမှုတွေနဲ့ဒီဒေါ်လာရင်းမှာပါဝင်ပြီးတော့ဥဆောင်အောင်မလဲဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဒီရပိုင်းမှာသတင်းတွေကအပြောင်းလဲတဲ့အရမ်းမြန်နေပေါ့နော်အဲစောင့်ကြည့်ရမယ့်ကာလတွေရောက်လာတယ် ပြီးတော့စစ်ကောင်စီဘက်ကကလင်ကျစ်ပုံစံမျိုးတွေမြင်တွေ့နေရတယ်ဒေါ်လာရင်းအင်အားစုတွေဘက်ကလည်းလောက်ရကန်ရခတ်တဲ့ပုံစံမျိုးတွေတွေ့တွေ့မြင်နေရတယ်ပေါ့နော်အဲ့တော့ဒေသခံတွေအတွက်လည်းခက်ခဲတဲ့ပင်မနဲ့ကြမ်းတမ်းတဲ့ကိစ္စမျိုးတွေလည်းတွေ့တွေ့မြင်နေရတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဒီဒေါ်လာရင်းမှာကတော့စစ်ကောင်စီကသူညံရှိသလောက်ပေါ့နော်သူရုပ်မာလို့ရသလောက်ရုပ်မာမှာပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီဘက်ကဒေါ်လာရင်းအင်အားစုတွေအနေနဲ့ကတော့ဒါမိုးကုတ်မိုးမိတ်ကိစ္စမျိုးတွေမှာဆိုရင် ျွန်တော်အများကြီးပဲဒါဝန်သာအာရဖြစ်ရတယ်အဓိကတော့ဒါစူပေါင်းညီညွတ်မှုတွေကိုကျွန်တော်တို့မြင်တွေ့ရတယ်အခုဆိုရင်လည်းဒီမြို့ကိုကာကွယ်ဖို့အတွက်ပေါ့နော်စစ်ကောင်စီထိုးတက်လာတဲ့နီလန်မျိုးစုံဂျားတွေကနေပြီးတော့ဘယ်လိုမျိုးလှုပ်ဆောင်ကြမလဲဆိုပြီးတော့ဒိုင်မင်ဆွေးနွေးနေတာတွေရှိတယ်အဲ့တော့ အမြန်ဆုံးအကောင့်ထဲပို့ဖို့အမြန်ဆုံးထိရောက်တဲ့ဆုံးဖြတ်ချက်တွေချနိုင်မှုအတွက်ကတော့ကျွန်တော်ဒီနေရာနေဆူတောင်းနေပါတော့။ကျွန်တော်တို့လည်းဒီနေရာနေမျှော်လင့်မိတယ်ပေါ့နော်။အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒေါ်လိုင်းကတော့ဆက်ရှိနေမှာဒေါ်လိုင်းအင်အားစုတွေကလည်းဒေါ်လိုင်းလှုပ်တွေဆက်လှုပ်နေမှာပဲဖြစ်တယ်။အဲ့တော့ဒေါ်လိုင်းပြည်သူတွေအနေနဲ့လည်းဒီဒေါ်လိုင်းကိုဆက်ပြီးတော့ဝင်းရန်ထောက်ခံပေးကြဖို့ဒီနေရာနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။